Ya sabi <coughs> ayik. Tak tenang aku. Bila kan sabi ni ma. Cila ime solusi. Si bai nau bai. Na bai ndu ya lepas Si bai ma sui. Ya sabi ayik. Pedi-pedi ku. Lipi kira tu ya. Upama be. Anda kawin datau solusi. တန်တော်တပါအသဒနာဘောဝင်လာတဲ့ဆိုရင်သင်ကြားပေးရမယ့်အချက်လေးတွေပါတိလာရှိဖို့ပဋိဘောဂသောရတိလာတိုင်းထက်သိဆော့ဆော့ကြဖို့နောက်တစ်ခါမှအိန္ဒိယသောရရှိကြဖို့တော့ရကြောင်းနေမှာနေဖို့စကားနဲ့နဲ့ပြောဖို့ဆိုတဲ့ဟာတွေကိုမြတ်စွာဘုရားဆုံးမတွေ့ရတယ်။နော် နောက်ပင်ရောက်တဲ့ခါကျတော့ဘာဖြစ်လာတော့ဆိုနောက်ပင်ရောက်တဲ့ခါကျတော့သာသနာမှာဝင်ရောက်တဲ့ယဟန်ဒီရဲ့အကြီးချင်းကိုဖော်ပြတဲ့ခါမှာနံပါတ်1ကသီလတော်ကြောင့်ဒီဥစ္စာသိပ်ပဲပြောတော့ပဲနဲ့နံပါတ်2ကျတော့ဘ ਹੁ တုတအစအဲ့ဒါလေးပါလားအဲ့တော့ပိဋကစာပေကိုတည်တည်ချာချာလေ့လာပဲဆိုရင်မြတ်စွာဘုရားရဲ့ရှိပိုင်နောက်ပိုင်းလေးဟာ ပူပြောင်းလာတယ်လို့ပြောနော်ဘာဖြစ်လို့ဒီလိုပြောင်းသွားတာလို့ဆိုဖျားဟောတဲ့တရားတွေကတဖြည်းဖြည်းများလာများလာတဲ့ခါကျတော့ဒါတွေကိုထင်းသိဆော့ဆော့ဖို့မေတ္တာမှအရေးကြီးလာတယ်ဒါကြောင့်မို့ယန္တော်တွေရဲ့အခြေခံအရေးကြီးနံပါတ်1ကတော့သိလာပဲနံပါတ်2ကတော့ဘောဓုတ္တအစဘောဓုတ္တအစမြတ်စွာဘုရားဟောတဲ့တရားတွေနဲ့ပတ်သက်ပြီးတော့ bahu tu dah hondi. No. Tak ada wasata presida pendata nubekida dedi ya tau di weda. Kita kiri tu mana we miasa Satemu mata buri teruk hore nak benjar. Raja mulu kenikem mana Ya sabiaga. 45နှစ်လောက်ပဲသာသနာအတွက်အစံကိုဟောပေးသွားတယ်ကိုပဲအဲ့ဒီမှာမြတ်စွာဘုရားရဲ့မြုပ်လင်းချက်လို့ပြောမှာပေါ့နော် objective မြတ်စွာဘုရားရဲ့မြုပ်မှန်ချက်ကဘာလို့ဆိုရင်တပိသာဝကပိက္ခုပိက္ခုနီဥပဒကဥပတိကဆိုတဲ့ပြိတ္တလေးရဒီပြိတ္တလေးဟာ ဝိယတာဝိနိတာဆိုတဲ့ရှေ့ပိုင်းမှာဟောကြားတာတဲ့တရားတွေနဲ့ပတ်သက်ပြီးတော့ training ကောင်းပေးထားတာဖြစ်ဖို့လို့လေ့လာဖို့သင်ယူဖို့ဆိုတာတွေကိုရှေ့တန်းတည်းပြောလာနောက်ပြီးတဲ့အခါကျတော့မှဓမ္မနုဓမ္မပฏิပန္နာတရားတိုင်းလိုက်တာရှင်းသုံးဖို့နောက်ပိုင်းရောက်တဲ့အခါကျတော့တရားတိုင်းလိုက်တာရှင်းသုံးယုံနေမှာက မြတ်စွာဘုရားရဲ့အယူဝါဒကို ဖြန့်ပြူတဲ့ခါမှာမမှန်ကန်ကန်မြတ်စွာဘုရားရဲ့အယူဝါဒကိုဖြန့်ပြူတတ်ဖို့အဲ့တော့ရှင်သာရိပုတ္တရာကိုယ်တိုင်ကလည်းပဲသုတ်တန်တစ်ခုမှသင်ပေးတာရှိတယ်။ရှင်အန်ဒီကိုမြတ်စွာဘုရားလွှတ်လိုက်တယ်ခီးထွက်တော်မဲ့ကိုရော်လေးသာရိပုတ္တရာနဲ့တွေ့ပြီးပြီလားလို့ဆိုမတွေ့ရသေးဘူး။သွားတွေ့လိုက်ကြအောင်ဆိုတော့ရှင်သာရိပုတ္တရာကခီးထွက်တော်မဲ့ဆိုရင် ်အစနုခီထွက်တော့မယ်ဆိုလို့ရှိရင်လည်းလောကမှာလူပညာရှိယံခန္တရာပညာရှိ ပြပနာပညာမရှိ လူပညာရှိယံပညာရှိတွေကပြေးကြလိုက်ပဲတဲ့အဲ့ပြေးတဲ့အခါမှာအစနုဖြေဖို့စနစ်ဖြစ်ပလားမြတ်စွာဘုရားရဲ့အဘောကြောင့်ဖြေဖို့စနစ်ဖြစ်ပလားဆိုအရှင်ဘုရားပဲသိမိပါလို့ဆိုရန်ဒီကိုပြောတာ မြတ်စွာဘုရားတဝင်ပြီးတော့မြတ်တော်အချင်းကိုကျင့်တာပါရည်ရွယ်ချက်နဲ့ကျင့်တာတော့ဆိုတာအစပြီးတော့ရှင်သာရိပုတ္တရာသင်ပေးတယ်။အဲ့တော့ရှိပိန်နောက်ပိန်ကနည်းနည်းထူချလာတယ်လို့ပြောမှာပေါ့နော်။အဲ့ဒါဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားကိုယ်တိုင်ကိုကပထမအချိန်ကတော့တရားမြတ်များ ရှိသေးတာမဟုတ်သေးဘူး။တွဲစကြတရားဟောတယ်နှစ်ချုပ်တည်းနောက်တကအနတ္တလက္ခဏာသုတ်ဟောတယ်။ နောက်တခါဟိမဝတ္တသုတ်တူလူနောက်ပါရယနာသုတ်တူလူအဲ့ဒါမျိုးတွေရှိပါမှာဟောတယ်။နောက်ပိုင်းရောက်တဲ့အခါကျတော့တရားတွေကမြားလာတယ်။မြားလာတော့ဒီတရားတွေထိမ့်သိမ့်မှုဆိုတာအရေးကြီးလာ။ဒါကြောင့်မို့နောက်ပိုင်းမှာကျတော့မြတ်စွာဘုရားကရောဓမ္မပတ္တိသောမံပတ္တိဓမ္မတွေ့မှာငါ့ကိုတွေ့မယ်ဆိုပြီးတော့တကယ်ရတော့ကျွတ်တင်ပြီးတော့ပြောထားတာပဲ။ ငါမရှိလေဓမ္မရှင်ရတယ်ဆိုတဲ့ဒိဗေကိုချုပ်တင်ပြောထားတာပဲရနေဦးနောက်တကသင်္ကတိကဏ္ဍတော့မှာဆိုလို့ရှိရင်ဓမ္မမသိလို့ရှိရင်နဲ့ငါသင်္ကန်းစာဆွဲပြီးငါတော့ကကတ်လိုက်နေပြီမဲ့လို့ငါလည်းဝေးနေတယ်သူလိုပဲပြောရမယ်နော်ငါလည်းနေတယ်လို့ပြောလို့မရဘူးတဲ့ဓမ္မသိပြီဆိုရင်ငါလည်းယူဆနာပေါင်းဘလို့ဝေးဝေးအဲ့ဒီပုဂ္ဂိုလ်ကငါလည်းတူနေတာပဲဆို ဓမ္မကိုလေပေးဟောလာတယ်။တင်ကြဤပဲမလဲဓမ္မကိုလေပေးဟောလာတယ်။ဘာဖြစ်လို့လို့ဆိုတော့ညစွာပြားကပုဂ္ဂလအနေနဲ့၄၅နှစ်ပဲလုပ်နိုင်တာ။အဲ့ဒီနောက်မှာကျတော့ဖះဟောတာတဲ့တရားတိုင်းလိုက်တာကျင့်သုံးမှုဆိုတာခဏိတိစဉ်းစားကြည့်ရစနေပေါင်းတော့ချာရှိသွားပြီ။အဲ့ဒါကြောင့်ဒီဓမ္မအသိအကြီးကြီးတယ်။ခဏိခင်မှလည်းပဲဒီဓမ္မတွေမပြောင်းအောင် ဓမ္မပြည့်မှာဒီအနောဒမင်းလက်ထက်ကစပြီးရှင်ရဟန်းတို့အနောဒမင်းတို့မျိုးစိတ်ချပေးခဲ့တယ်ပြီးတကသုံးသွဲဣကေနိငါးပြဆောက်တရားဓမ္မပြည့်မှာအပြည့်စုံနဲ့ရှိတယ်ထက်ကရာတိကာတွေလည်းအကုန်ရှိတယ်တချို့မူရင်တိဟုတ်ကြတော့မှမရှိတာတွေရှိသွားတယ်နော်ပြောက်သွားရှိယုံနေမဟုတ်ဘူးဒီမှာသိနေကြတယ်။တော့မသိနဲ့စာအုပ်စုခါရှာရှာပဲ ဆိုတော့သံဝေနဲ့ဆိုင်ရာကြံနေကြတော့သာသနာ့တွေကတင်ကြတယ်ကပ္ပဏနဲ့ဆိုင်ရာကြံနေကြတော့ကပ္ပဏရိတ်သားတွေမှာတင်ကြပူချကြတယ်တင်ယူကြတယ်ဆိုတော့အလုံးနိနိတင်နေတယ်လို့ပြောမှာဖြစ်တယ်အဲ့ဒါဟာသာသနာတည်တံ့မှုတွေရေးချီတာမှုဖះကိုယ်တိုင်ကငါမရှိတဲ့နောက်ငါဟောခဲ့တဲ့ဓမ္မငါပြညာခဲ့တဲ့ဝိနည်းအမင်းတို့ရဲ့ဆရာပဲလို့ဆိုပြီး ြောခဲ့တဲ့စကားတွေအလုံးကိုလေးနဲ့တိပဲဆောင်းနေပေါ့နော်သာသနာအတွက်ပါလို့ရမယ်ဆိုတာကိုလမ်းညွှန်မှုပေးခဲ့တာဖြစ်တယ်ခုနမဟာပရိနိဗ္ဗာန်တုတ်မှာပါတဲ့မနတ်ကြီးကိုပြန်ပြောတဲ့စကားမှလည်းပဲမြတ်စွာဘုရားရဲ့အဘော objective ကိုသင်နေရှာရှာသိနိုင်တယ်ရသဗျာကသူ့ဟောတဲ့တရားတွေကိုမမှန်ကန်ကန်ရှင်းပြတတ်ရမယ် စัจ జ్య တရားတွေပေါ်လာလို့ရှိရင်လည်းဖြည့်ရှင်းဆုံးဖြတ်တတ်ရမယ်။နောက်တစ်ခါတရားတွေကို ဖြတ်ပြုပေးရမယ်။နောက်ဆုံးကတော့မြတ်စွာဘုရားရဲ့မြမစရိယာဆိုတဲ့ကျင့်စဉ်ကြီးဟာဘယ်ရှိပါချိခန္ဓာတဲ့မြမစရိယာကျင့်စဉ်ကြီးဟာပုထုပုဒံတော့ဘာဟုစဉ်ညာဆိုပုထုပုဒါဆိုပို့ပြီးတော့ကျက်ပြန့်လာဘာဟုစဉ်ညာဆိုတော့ ကောသူကောသာအများကတိလာလူတကတိအောင်ရှင်အနေနဲ့ပြောပြဖို့ဆိုတဲ့ဟာဒါမြတ်စွာဘုရားရဲ့အဘောပဲဒါကြောင့်မို့မြတ်စွာဘုရားအဘောတိုင်တပည့်တော်တို့ဟာလိုက်နိုင်ဖို့လိုအပ်တယ်ပေါ့နော်မြတ်စွာဘုရားရဲ့မြို့မှန်ချက်ဒီအကောင့်ထဲဖော်ရမှာတော့လက်ရှိတန်ဃာတွေကမြတ်စွာဘုရားရဲ့မြို့မှန်ချက်ကိုအကောင့်ထဲဖော်ရမယ်အဲ့တော့အကောင့်ထဲဖော်တဲ့အခါမှာ ပုထုဇဉ်ရဲ့ဘဝဆိုတာကိရတရဲ့လွမ်းမှုမှုခံရတယ်ကိရတနောက်မှာကံတရားတွေကဖြစ်လာတာအဓိကတော့ကိရတနဲ့ကံဒီနှစ်ခုဒီဘဝကိုဆုံးဖြတ်ပေးနေတာဖြစ်တော့အဲ့ဒီမဲ့ကံတရားကိုချုပ်ကန်ထားတာလည်းကိရတတွေပဲဖြစ်တယ်အဲ့ဒီကိရတတွေကိုထိန်ကွက်ဖို့တနည်းအားဖြင့်တို့ကိရတတွေရဲ့အစွန်အစအရေးရောက်နေမထွက်ဖို့ မြတ်စွာဘုရားဆုံးမထားတဲ့တုတ်တန်လေးတစ်ခုကိုတိပိဒါဆရာတော်လေးပါပါတယ်သို့တော်တတိယအောင်လို့အင်္ဂုတ္တရနိကေမမြတ်စွာဘုရားဟောထားတဲ့တမဏတင်ညာတုတ်စွာရှိတယ်အဲ့တော့သာသနာပေါင်းနေတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီတိုင်လိုက်နာမဲ့ဆိုရင်အကျိုးခုနှမျိုးရမှာတမဏတင်ညာဆိုတာတင်ညာလို့ဆိုပြီးမှလို့ ကိုကိုကိုယဟန်ဆိုတဲ့အသိစိတ်ပေါ့နော်တမနာဆိုတဲ့အသိစိတ်ဖိတ်ခုဆိုတဲ့အသိစိတ်ကိုကိုကိုငါယဟန်ဆိုတဲ့အသိစိတ်မပြောက်အောင်ထိ ंछ ုပ်ရမယ်အဲ့တော့တမနာတင်ညာဆိုတာအဲ့ဒီအသိစိတ်မပြောက်အောင်ဘယ်လိုထိ ंछ ုပ်မလဲဆိုနံပါတ်1ကဝေဝနိယံမိအစ္စုပကတောဆိုတာဒါလေးကိုတွေးပြရဆိုလိုတာက ကိုဟာကိုရဲ့ဖြစ်စေခဲ့ပေါ်နေဆိုရဲရုပ်အစင်အင်္ဂါကဖြစ်စီထားတာဖြစ်တယ်နော်ကရုံတုံလိုက်တဲ့ဆိုအလားပါမဟုတ်တော့ဘူးနော်လူတွေရဲ့ဘုန်းကြီးတွေရဲ့ဘွားဟာကရုံတုံလိုက်တယ်ဆံမုတ်စိတ်တွေပယ်လိုက်တယ်ဆိုတဲ့ကသူကအလားပါကိုဖြစ်စီလိုက်တာဖြစ်သွားတယ်နော်လားပါကိုဖြစ်စီလိုက်တာအဲ့ဒါကိုဝေဝဏိယလို့ခေါ်တယ်ဝေဝဏိယ အင်္ဂလိပ်စာပေမှာအဲ့ဒါ translate လုပ်တဲ့အခါကျတော့အထိပယ်တွေလွဲမနေတယ်သူတို့ဟာ no class တို့ပါလို့ရှောက်ပြန် consistent နဲ့မဆိုင်ဘူးဒီဟာကနော် one not ဆိုတာ24ပါကိုဟောတာ ရှိတယ်မှန်တယ်ဒါပေမဲ့ we were not ဆိုတာဆက်ပြတ်သွားတယ်ဆိုတဲ့အထိပယ်နဲ့ပြန်တယ်အဲ့ဒါအင်္ဂုတ္တထက်ကတော့အင်္ဂုတ္တပါဠိတော်မှာအင်္ဂလိပ်လိုပြန်တာတွေကတချို့တွေမမှန်ဘူးသူတို့သိတယ်မမှန်ဘူး ဝေဝဏိယရဲ့အတိပ္ပယ်ကကိုယ့်ရဲ့ရုပ်ပုံဟာအယုဆိုးသွားပြီ beautiful မဟုတ်တော့ beautiful style မဟုတ်တော့အကနိစ်တိုင်းဖြစ်သွားပြီနော်ဘာလို့လဲဆိုဆက်ပြီးနဲ့ပုံစိမ့်နဲ့ဆိုပိုလှတာပေါ့ခွဲကရုံတုံလိုက်တဲ့ဆိုအလှပြတ်သွားလေထိုင်ကဖုန်ကြီးတွေဆိုမျက်ခုံးတော်ရိတ်လိုက်သေးတယ်ဆိုဘယ်လှတော့မှာတော့နော်အဲ့ဒါကိုဆိုလိုတာဝေဝဏိယဆိုဝိဝဏလှပြတ်သွားပြီ အလှပြတဲ့ဘဝမျိုးဘုရားတဲ့ဟောကလည်းဖြတ်တာပဲလေဖြတ်တာလားဖြတ်ချင်းသုံးမျိုးဆိုတာဘာဖြတ်တယ်ဆိုရင်အဝကပင်ကကတမိုးရှိတယ်တမိုးရှိတဲ့ဟောကိုဖြတ်တောက်လိုက်တဲ့အခါကျတော့တမိုးကကြာပါတယ်တမိုးဖြတ်လိုက်တယ်အယောင်ဆိုးလိုက်တဲ့အခါကျတော့လှပတဲ့အဆင်မဟုတ်သည့်အတွက်ကြောင့်အဆင်ကိုလည်းဖြတ်စီပြလိုက်တယ်တခါချိုးယိုးယောင်းနေ မြာကြီးထဲ့လိုက်တဲ့အခါကျတော့ထိတွေ့ရလဲပြက်သွားဘိနပတတရာဖြတ်ထားတဲ့အဝကြီးကိုဝတ်ရတာဘုန်းကြီးဝတ်ဆိုတာကောင်းတယ်အမအဲ့တော့ရုပ်ပုံကလည်းကတုံတုံထားတယ်အဝတ်တဲ့အဝကြီးကလည်းပဲတမုံမဲ့ပြီးပြက်စီသွားတဲ့အဝကြီးကိုဝတ်တယ်အဲ့တော့ကိုဘွားကိုဆင်ញင်တုံတာကြည့်ပြီးတော့ငါဟာအဂနိစတိုင်ပေါ့နော်တကယ်ကိုအယုံဆိုးတဲ့အနေထားမျိုးရောက်နေပြီလို့ ဆိုတာကိုဝါမျက်ဝန္တာခံယူတာဒါသမဏတင်ညာတစ်ခုပဲအဲ့ဒါမကြည့်နိုင်တော့ဖြစ်မှာမဟုတ်ဘူးသမဏတင်ညာနော်ဝေဝနိယမေစပကတောပုံဖြစ်ထားတဲ့အနေဒါမျိုးဘဝမျိုးမှာငါနေတာဖြစ်တယ်ဆိုတော့ကိုယ်ကိုလှဖို့လည်းမကြိုးစားတော့ဖြစ်တာတဲ့ဆိုအဲ့တော့အဲ့လိုစဉ်းကျင်သုံးသပ်လိုက်တာဟာအကျိုးမရှိဘူးမဟုတ်ဘူးအကျိုးရှိလားတယ် နောက်တစ်ခုပြောအောင်မေတပနာတင်ညာယဟန်ဆိုတဲ့အသိစိတ်ပဲပျောက်ဖို့အတွက်နောက်တစ်ခုစဉ်းစားရမှာအတော့ဘာလို့ဆိုရင်ပရပတိပတ္တာမိစီဝိကာငါရဲ့နေစဉ်ဘဝအသက်ဝိရှင်တမှုဟာသူများပေါ်မှာပူတည်နေရတယ်သူများကိုအာကိုနေရတယ်ဆိုဟုတ်တယ်ဘုန်းကြီးတွေဆိုလှူမဲ့လူမရှိမှစားရမှာဖြစ်တယ်ပေါ့နော်စွန့်ခံစားရတာတော့လှူမဲ့လူရှိမှာအဲ့တော့ 过年过啊，过过下不也了吗？后面呢，你们那个那个妈的什么？雪上飘飘，黄康康，走路。今年过年过年，阿妹们都啥子阿妹生的阿生的，那个叫么？故意少问你，不心里吧？那个那个妈的，我嘛没过年阿，所以，我嘛那我哥出来打打，那哈过过年的那毛裤，土爷爷。 ပြေပြေပြောမှဆိုရင်သူများပိစာကံစာစာပြီးသက်ရှင်နေရတယ်လို့အဲ့လိုပဲတွေ့အဲ့ဒါလည်းပဲသမဏသိညာတစ်ခုပဲတဲ့နော်ယဟန်ဆိုတဲ့အသိစိတ်ကိုမွေးတာအဲ့ဒီရှုတော်ကလည်းပွေလို့ရတယ်နောက်တစ်ခုကတော့အညောမီအကတောအဲ့ဒါလေးစဉ်းစားပြီးတဲ့အခါမှာနောက်တစ်ခုကတော့ပြီးရှိပြီးရပေါ့အပြုမူအနေထိုင်နေပတ်သက်လာတဲ့အခါကျတော့ အညောအကပေါ်ရှန်ရဲ့အမှုအကျင့်ပြောဖို့ဆိုဖို့နေဖို့ထိုင်ဖို့သွားဖို့လာဖို့ကစပြီးတော့လူတွေလည်းမတူစေရအောင်။ဟောရတဲ့ခဏနေရမယ်။ရှန်ဟာလူမဆန်ရဘူးလို့ပြောတာ။ပြောတာလည်းလူမဆန်နဲ့။ကိုဋ္ဌစားတာလည်းလူမဆန်နဲ့။နေတာထိုင်တာလည်းလူမဆန်နဲ့။တိတ်ခါရှိရှိနေထိုင်တဲ့အနေအထားမျိုးရောက်။ အဲ့ဒီအနေထားအားလည်းပဲတစ်ဖက်သားရဲ့စိတ်ကိုဆွဲဆောင်နိုင်တယ်မှာနော်တစ်ဖက်သားရဲ့စိတ်ကိုဆွဲဆောင်တယ်အများကြီးဆွဲဆောင်တယ်နည်းတခါတော့ငါဟိုအရင်မစားရဲမပါရပြောရမယ်ဆိုရင်တော့ဒီကြောရသာမဏေလေးဟာဆုံးကကြောရဆုံးကကြောရဟိုအတော့ကဘယ်ညမြင်တယ်မြင်တော့ဒီကလေးဟာအဲ့ဒီရလိုက်တာတပြားတွေနဲ့မတူဘူးအဲ့ဒါနဲ့ရင်ကြည့်ယူတာစပြီးတော့နော်သွားရလာတာနဲ့ဒီမဲ့သာသနာပြုတဲ့အလုပ်ကဖြစ်သွားတယ် အဲ့တော့နောက်တစ်ခါတစ်ခါတော့အကျုံအဲ့ဒီမှာနိုင်ငံသားအဲ့တရီရောက်လာတယ်။ကျောင်းမှဆွန်စားတဲ့အချိန်ကျောက်လာတော့တန်ငါတွေကဆွန်ဖုံပေးနေကြတယ်။ဆွန်နံပကန်းနံလည်းမကြဘူး။အတန်ပလန်စကားပြောတာလည်းမရှိဘူး။ကိုယ်ဆုံလေးကိုပုံပြီးတော့တန်ငါတွေ၄60တရားနီးနီးညင်ညင်တက်တက်ဆွန်စားနေတော့မမရဆိုအဲ့ဒီလူတွေရုရှားကလူတွေ မြူနစ်ဝါဒလက်ကင်တာတဲ့လူတွေသူတို့အဲ့ဒီရောက်လာပြီးတော့စွန့်စားတဲ့နေရာမှာကြည့်ပြီးတော့စကားမပြောကြအောင်ညိန်သွားကြတယ်ညိန်သွားပြီးတော့ပြန်လှည့်ပြန်တဲ့ကဘာပြောတော့ very peaceful လို့ပြောသွားတာဒါသူ့ရဲ့စိတ်ခံစားချက်ပဲနော်အဲ့တော့ရှမ်းတော်တွေဆိုတာအညောမေအကပေါကရတိယောမတူတဲ့အမှုရာတစ်ခုရှိရတယ်လူတွေကပစံတယ် အဲ့ဒီ၃ခုကတမနာတညာလို့ပြောတာဒါတမနာတညာ၃ခုလို့ပြောအဲ့တော့ကိုယ့်ကိုယဟန်ဆိုတဲ့အသိစိတ်မွေးထားမွေးထားပြီးတော့အဲ့ဒီလိုယဟန်ဆိုတဲ့အသိစိတ်ကဘယ်လိုအကျိုးတွေကိုဖြစ်ထွန်းနိုင်သလဲဆိုတာကိုလည်းမြတ်စွာဘုရားဆက်ဟောထားတယ်အခုလို့တမနာတညာရှိပြီဆိုလို့ရှိရင်နဲ့နံပါတ်၁သီလနဲ့ပတ်သက်ပြီးတော့လုံခြုံမှု ဖြစ်သွားပြီသီလကိုအကျိုးပြုတယ်ပေါ့ 像那个国家领导天天说“强国匹多嘞”，那么那个妇女说：“老话们只要老话们有收入了，喏 <noise>，咱们随着收入日多，收入日多，生活嘞怎么？不抽烟，不喝烟，安个把子牙都不牙苦，比不叫我们那的妇女的，那干啥本事？比不叫那我们这那的。” ဖို့ကြောင့်ရနာဘဝေတိယတန်ကြီးပါစေရသမျှအိုးကိုရလာတဲ့လာလာပါတော့တန်ဃာရိနဲ့မြာဝေသုံးစွာအဲ့ဒီဆုံးမှာအဲ့ဒါပဲရှမ်းစွာလောဘမကြည့်ရဘူးဒါကြောင့်မို့လို့သဗ္ဗနတညာရှိရင်အဲ့ဒီလောဘနေတော့နောက်တစ်ခုကဘုန်းကြီးတွေတော့အသက်ကြီးတယ်လို့နမေရတယ်ဟိုအင်္ဂလိပ်လက်ထက်ကလေးအစားပြီးဘုန်းကြီးတွေတော်သားကြီးတယ်။အဲဆိုဘုန်းကြီးရိုက်တာနော် ဘုန်းကြီးကရိုက်တတ်တယ်အဲ့ဒါကိုကကလေးတွေကိုဘုန်းကြီးနဲ့ခြောက်တာလေကြည့်ရလားဟဲ့ဘုန်းကြီးလာရိုက်လိုက်မယ်ဆိုအဲ့ဒါတွေကအလကားဖြစ်ပေါ်လာတာတော့မဟုတ်ဘူးဘုန်းကြီးတွေဆိုးခဲ့လို့ပဲနော်လည်းငယ်ငယ်တော့လောက်တာတွေမှားတယ်မရရဘူးမှားဘုန်းကြီးဆိုအနုညာရမယ်တဲ့အဲ့ဒါအပြပေးဆိုသမဏတင်ညာပျောက်သွားလို့လောက်တာအဲ့ဒါသမဏတင်ညာမပျောက်ရဘူးလို့ဆိုလို့တယ် နောက်တစ်ခုကအနာတိတ်မာနီဘုန်းကြီးဆိုတာလူတကာကနေပြီးတော့ရှ िख ုဥချာကာရဝပြုတ်တယ်ကိုယ်တည်းအသက်ကြီးတဲ့လူတွေလည်းကိုယ်ကာရဝပြုတ်တယ်ဆိုတော့မန်တက်သွားရတယ်ကိုယ်ကိုမြားရဲ့ကာရဝပြုတ်ရခန့်နဲ့ဆိုတော့မန်တက်တတ်တယ်အဲ့ဒီမှာမနာကိုနှိမ့်ချပြီးသားဖြစ်ရသမဏတင်ညာနဲ့ငါဟာအဂရိစတိုင်နဲ့နေတာငါဘဝဟာလွန်ယူဆိုးတယ် နော်သူများပေးတာကံစားစာရတယ်အဲ့ဒီအတွေ့သာတွေ့လိုက်အဲ့ဒီတွေ့တွေ့လိုက် မမနာကြာသွားတယ်နော်မမထောင်ရအောင်ဘုန်းကြီးဆိုမမနာမကြည့်ရဘူးလို့ဆိုလို့ပေါ့နာတိပါနေနောက်တစ်ခုကပါတော့ဆိုလို့ရှင်ပစ္စည်းလေးပါနဲ့ပတ်သက်လာလို့ရှင်မှန်ကန်တဲ့တွေ့တော်ဆင်မြင်မှုရှိရတယ် တာဘာကိုတာရတော့ဆိုလောဘကိုတာရပဲဒါရီအလုံးအကိဋ္တာကိုတာတဲ့အလုပ်တွေကြီးပဲဆိုပါစို့ကိုယ့်ကိုစဉ်းစားရမှာအတေငါဝတ်တာဘာလို့ဝတ်တာလဲတေငါဝတ်တာဩပဋိသင်္ခာယောနိသောဆွဲတိုင်းပဲနော်အကျိုးကိုမျောကိုပြီးဝတ်တာအားလုံးစဉ်ပူရင်အပူကာွယ်ဖို့အေးရင်အေးကိုကာွယ်ဖို့မချင်းကြိုက်လို့ရှင်မချင်းကာွယ်ဖို့

ဆွန်စားတဲ့အခါမှာလည်းမြတ်စွာဘုရားကပေါ်စနေမတ္တဉ္ဇူတာဟောထားတယ်။ဘာအတွက်စားတာလဲဆိုရင်အဓိကတော့ခန္ဓာကိုယ်တည်တံပြီးသာသနာလှုပ်လှုပ်ဖို့စားတာဖြစ်တယ်။အဲ့ဒီတည်းမပူမပူသည့်အတွက်ကြောင့်ကျမရေးတဲ့အဓိကအထောက်ကူဖြစ်တယ်။ကြိုက်လို့စားတာမရှိတော့ဘူးစားတဲ့လို့စားဆေးတောက်တဲ့သဘောပဲ။ဆွန်စားတာဆေးတောက်တဲ့သဘောပဲ။ယောဂမဖြစ်အောင်စားတယ်နော်။ပေါ်စနေမတ္တဉ္ဇူတာ စရဏတရား15ပါးတဲ့တောင်မှဘောဇနိမတ္တညုတာထဲထားတာအမှန်အရေးကြီးလို့ပဲခဏိခင်မှဂျမရေးပညာကဘောဇနိမတ္တညုတာကိုဒီကထာပြောနေကြတာ intermittent fastings လားနော်တခါစားပြီး16နိုင်မစားနဲ့အဲ့ဒါမှဂျမဘုံကြီးတွေဘာလို့ဂျမရောဆိုညစာမစားလို့ဆိုတဲ့အဖြေရှိတယ်တချို့အဖြေထုတ်ထားတာရှိတယ်နော်ညစာမစားဘူးဆိုတာ အဓိကတော့မြတ်စွာဘုရားကတခါတိုင်းရဆိုင်ခိုင်းတာမဟုတ်ဘူးနော်မြတ်စွာဘုရားကရှင်အဲ့ဒီကို ပိုင်ဖို့စနဲ့မလုပ်ဘူးအဲ့ဒါခိတ္တဂိရိသုတ်တို့ဘာလို့မှသင်ချပါရဲနော်မြတ်စွာဘုရားကမနဲ့ဖက်စားကြမနဲ့ကိုစားလို့ရှိရင်တထပ်ဖက်စားလို့ရှိရင်ငါဟာအလဲရှိတယ်လူကအားမရှိဘူးထင်တာမြတ်စွာမအားရှိတယ်လို့ထင်တာမြတ်စွာဘုရားအဲ့ဒါမနဲ့တထပ်ဖက်စား တက်ဆိုငါမှအထိုင်ထားလဲပေါ်ပါတယ်လဟုတ်ဌာနနော်နော်အရောကကျမကြီးလည်းကောင်းတယ်ဘလဝခွန်အားလည်းရှိတယ်မင်းတို့လည်းတစ်ထက်သေးစာကြလို့အဲ့လိုပြောမစားနဲ့လို့မပြောဘူးသို့တော်သူကတိဝိကလာမှာစာရနှစ်ခုရှိမင်းနဲ့စားတဲ့အပြင်ဝိကလာက နေပိုင်မွန်လွဲ့ချင်းစာရာရှိတယ်ညစာစာရာရှိတယ်နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုလုံးကိုတခါတည်းအပဲမခိုင်ဘူးဖွင့်ရနော်တခါတည်းကိုကိုခိုင်ဘူးအဲ့တော့ညစာမစာကြနဲ့လို့ပြောတယ်ဥရဤဆိုကောရမနေနိုင်ညလည်းဆုံးခံစားညလည်းဆုံးခံထွက်တာပဲသူဆုံးခံထွက်လို့မူကြီးပူကြီးလေကြီးကြာနေတယ်မူမောင်မောင်နဲ့မှသူကဆုံးသွားရတယ် အင်းတဲ့ငါတို့ညာသာစားပြီးတော့အုတ်ခွက်ထွက်စီတဲ့ကျွန်မကသူ့တွေ့တဲ့အခါမဲမဲကြီးမြင်လိုက်တော့အမလေးတရေကြီးပါဆိုပြီးတော့ဩရဇလန်ရှိတယ်လေအပုံမေးပိတာသောဝတာယဖိကုတာအတုမာရီမတုမာရီကိုရောအမေသေးနေလို့လားအဖေသေးနေလို့လားညာရင်မြင်ချင်းလိုက်ပြီးတော့တောင်းစားနေရသလားဆိုပြီးဆဲခံရတယ်အဲ့ကိုကြီးအဲ့ဒါကြောင့် ူကနောက်ပိုင်းကျတော့ပြန်ပြောတယ်ဖះသက်ကသူနှတ်ထောင်လိုက်တော့ညသာမစားတော့ဘူးမနေ့ပဲစားတယ်။နောက်နေ့နေ့လေမွန်သွဲစားမစားတာရှိသေးတယ်။အဲ့ဒါကိုလည်းတဖြည်းဖြည်းမြတ်စွာဘုရားက7နှစ်နေနောက်ပိုင်းမှာနေ့မှလည်းမစားနဲ့ညလည်းမစားနဲ့။နောက်နှစ်ခုခွဲပြီးတော့မှမြတ်စွာဘုရားပြင်ညပေးတာကိတ္တဂိရိတုတ်မှာအဲ့ဒါ၄ပါးပေါ့။အဲ့တော့ ညစောပြချက်ချင်းကြီးညစာပဲခိုင်းတာမဟုတ်ပြန်နေဘူးအဲ့လိုတဖြည်းဖြည်းနဲ့ကျမကြီးလည်းမထိခိုက်ဘူးကျမကြီးလည်းပိုကောင်းတယ်အခု intermittent fasting ဆိုတဲ့ဟာပိုရပါတော့ဥပုပ်ဖေးအဲ့ဒါကျမရဲဆိုတာကိုကျမကြီးလိုက်စားတဲ့ပညာရှင်တွေကဒါဟာကျမကြီးထောက်ကူပြုတယ်လို့လက်ခံလာတယ်ခဏခင်မှာเนาะအဲ့ရလက်ခံလာတယ်အဲ့ကြောင့်မို့လို့ စားစားရဟာဇမေတကုစားရဆိုလေပောဇနိမတ္တညပညာနဲ့စားရလို့ပြော ပောဇနိမတ္တညတာဆိုပညာနဲ့စားတာဘယ်လိုပညာနဲ့စားတာဘာဖြစ်လို့စားရလဲဒါတခု စားတဲ့နဲ့အစာမစားတဲ့နဲ့အစာသိတာတခုစားရမယ့်အတိုင်းဒါသိတာတခုဘာကြောင့်စားရဲဆိုတာသိတာကတခု စားတဲ့နဲ့အတိုင်းဒါသိတာကတခုနော် စားတဲ့နဲ့ဟာကိုတိရတခုစားရမယ်အတိုင်းတာကိုတိရတခုဒီ၃ခုကအတ္တကပဲဒါပေမဲ့စားပြီးတဲ့မှာစွန့်ပြစ်တာတွေပါလေအဲ့ဒါတွေတော့ထားလိုက်တော့လက်ခံတာတို့စွန့်ပြစ်တာတို့မာတော့ပါကြောင်စားတာတို့မစားလို့ရှိရင်သူ့ရဲ့အသက်မဆက်နိုင်ဘူးနော်ဒါကြောင့်မလို့စားတယ်ဒါစားခြင်းအကြောင်းပဲဒါကြောင့်စားတဲ့နာနဲ့မစားတဲ့နာကို ခဏကိုအတွက်တပ်ပါရဖြစ်ရင်စတဲ့နဲ့ကိုခဏကိုအတွက်အကျိုးမဖြစ်ဘူးဆိုရင်မစတဲ့ဘူးဒါကအသိဉာဏ်တစ်ခုတခါစတဲ့နဲ့ပမာဏကိုစအမဲ့တိုင်းတာတစ်ခုပဲစအဲ့ဒါလေးလည်းပဲစဘေကြံကမှပြည့်စုံသို့ထားတာလည်းရှိတယ်ရှင်သာရိပုတ္တရာတို့ကစတ္တရောပင်စာအလောပိအဘုဒ္ဓောအဥဒကံပြီဝေလေးလုံးငါးလုံးကိုမစားပဲရေတောက်ပါလို့ပြောတာ <laughs> အဲ့ဒီမှာအထိပ္ပယ်ဖွင့်နှစ်ခုရှိတယ်။စွန်စားတဲ့ကမှာလင်းငလုံးဖဲစားပြီးရေတော့ပါလို့အထိပ္ပယ်ဖွင့်တာတစ်ခု။နော်။စားလို့ဝါတော့မယ်ဆိုရင်လင်းငလုံးစားကို မစားဘဲနဲ့ရေပဲတောက်လိုက်ပါဆိုတာတစ်ခုနှစ်ခုရှိတယ်။ကြိုက်တာယူလို့ရတယ်။ဝါတော့လင်းငလုံးတဲ့တဲ့စားရင်တော့ပိုက်စားလိုက်ပဲထင်တယ်။နော်။လင်းငလုံးလောက်ချန်ထားပြီးတော့မစားတော့ပဲနဲ့ နော်ကိုယ်ပဲကိုကိုတိုင်းတာနဲ့ဒုစားတာတော့အဲ့ဒါတော့ပုံစံပြမယ်ထင်ပါတယ်။ဝါဒနှစ်ခုရှိတယ်။စတ္တရောပင်စာအလိုပိလေလုံငါလုံးတို့အပုတ်တော်ကမစားပဲဆိုတာကြတော့ဟောကြတော့ဘုဒ္ဓဝါဝနောက်ပါလေးရတော့ဘုဒ္ဓဝါဝလေလုံငါလုံးပဲစားပြီးတော့ရေတော့ပါ။နောက်တစ်ခုကတော့လေလုံငါလုံးစားကိုချမ်းသာပါဘိုက်ထဲမှာမစားနဲ့ပေါ့။လေလုံငါလုံးတော့ရှော့စားပါဆိုတဲ့အိဗေရတယ်။ ပထမတခုကတော့လေးလုံးငါးလုံးပဲစားပါဆိုတာတခု လေးလုံးငါးလုံးရှော့စားပါဆိုတာတခုနှစ်ခုရှိအဲ့တော့ပောဇရိပတ္တညုတာနဲ့ပတ်သက်ပြီးတော့အဲ့ဒီအကျိုးကိုလည်းဒီသမဏတင်ညာအပေးတယ်လို့ပြောတယ်ဖြစ်ပေါ်စေတယ်နောက်ဆုံးတခုကတော့အရတဝိရိယအဲ့တော့ယဟန်ဆိုတာစိတ်ကူးမရင်ရအောင်စိတ်ကူးရင်လို့ရှိရင်ယဟန်တွေကဘယ်လိုသောစိတ်ကူးရင်တတ်တော့ဆိုလို့ရှိရင် ဟိုဘက်ခြံကမြက်ကပူစိမ့်နေဆိုတာမျိုးပဲစိတ်ကူးရင်ကာတွန်ပုံတွေတစ်ခုရှိတယ်မြက်ခင်းထက်ကဲလက်ကောင်ကခြံစီရိုးလေးချားထားတယ်မျက်နှာကောင်ရှိတယ်အဲ့ဒီမှာဒီဘက်မြင်းကဒီဘက်ကခြံကမြက်ကိုမစားပဲနဲ့ဟိုဘက်ကမြက်ကိုလှမ်းကြည့်နေနောက်ဟိုဘက်ခြံကမြင်းကလည်းပဲသူ့မြက်သူ့မစားပဲနဲ့ဒီဘက်ခြံကိုအောက်ကစားရံလေးရိတ်ထားတော့ဟိုဘက်ခြံကမြက်ကပူစိမ့်နေ ကိုရှိတာမကျင်နိုင်နိုင်တဲ့အခါကျတော့ဟိုတစ်ဖက်ကိုမျက်စောင်းလမ်းမျောနေတယ်အဲ့တော့ဘုန်းကြီးတွေဘွားစိတ်ကူးရင်လို့ရှင်တယ်လူဘွားပို့ကောင်းမလားပေါ့နော်သွားစိတ်ကူးရင်အဲ့ဒီစိတ်ကူးရင်နေတာကိုလည်းပဲနော်အရဒဝိရိယကိုဘွားကိုကြိုးစားအထောက်ချင်းဖြင့်မကောင်တဲ့အတွေ့တွေကိုလည်းဖယ်ရှားနိုင်တယ်။ဘာလို့လဲဆိုကုသတာဆိုတာ စိတ်ကူးရင်နာတွေကိုတော်မှန်ဖယ်ရှားနိုင်မှုစိတ်ကူးရင်နာကိုလက်ခံနေတဲ့ပုဂ္ဂိုလ်ဟာပြည့်တဲ့ပုဂ္ဂိုလ်ဟိနာဝိရိယလုံးနဲ့နေတဲ့ပုဂ္ဂိုလ်လို့ဆိုတယ်အဲ့တော့အရဒဝိရိယဆိုတာကိုယ်စိတ်ကိုလုံးနာဝိရိယရှိပြီးတော့ကောင်းတဲ့ဘက်ကိုကြိုးစားအားထုတ်တယ်ဆိုအဲ့တော့သမဏတင်ညာထားနိုင်လို့ရှိရင်အခုတို့ကြိုးစီတွေကိုရတယ်ဆိုတာသမဏတုတ်တင်ညာတုတ်တံအင်္ဂုတ္တတကနိဗ္ဗာန်ရှိပါအဲ့ဒီမှာဖတ်ကြည့်ပြီးတော့ကိုယ်ဘဝကို တပီတော့အပါဝင်ပေါ့နော်အလုံးဟာမြတ်စွာဘုရားဆုံးမတိုင်လိုက်နာကျင့်သုံးတော်မူနိုင်ကြပါစေကုန်သတည်းအာဒုသာဒုသာဒုမြတ်စွာဘုရားကိုရှိခိုးပါ၏တရားတော်မြတ်ကိုရှိခိုးပါ တန်ဃာတော်မြတ်ကိုရှိခိုးပါ၏ဆရာတော်ဖျားကြီးကိုရှိခိုးပါ၏